ကျမရေမကောင်းလို့အနုပညာအလုပ်တွေရန်နာထားရပေမဲ့ဂျပန်မှာအကြီးကျယ်အောင်မြင်နေတဲ့ဥပေလူအောင်ပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းဗမစ်ဒေးလီနျူးစ်ကနေကြေဆွလိုက်ပါတယ်မြန်မာနိုင်ငံမှာနေထိုင်တဲ့လူအများစုရဲ့ငယ်ဘဝအမှတ်တရတွေထဲမှာဥပေလူဝလည်းတစိမ့်တစ်ပိုင်းကနေပေါဝင်နေမှာပါနော်ဥပေလူဝတရုတ်ဆောင်ခဲ့တဲ့ဘလူးစကားကလည်းတစ်ခေတ်တစ်ခါမှာတော့အရန်ကုန်အောင်မြင်ခဲ့ပါတယ် ကျောင်းရီမှာလည်းဥပေကဆုံးမခဲ့တယ်လို့ဟာသဇာကရီမှာဆိုရင်လည်းဥပေကပြနိုင်ဆိုင်ဖြစ်ခဲ့တာပါအခုတော့ဥပေလူဝကကျမကြီးအချင်းကြီးအကြောင်းအနည်းပညာအလုပ်တွေကိုရန်နာထားရပါတယ် ဇာကားတွေမရိုက်ဖြစ်တော့တဲ့အချိန်မှာဥပေလူဝါဟာဂျပန်နိုင်ငံအထီတော်အောင်မြင်နေပါတယ်ဆွေတရာမောင်တချိဇာကားထဲမှာဥပေလူဝါတရုတ်ဆောင်ခဲ့တဲ့ဇဝင်ခန်းလေးကအော့ဘလူးမီမီအဖြစ်အောင်မြင်နေတာပါဂျပန်ကတချင်းတပုတ်ရဲ့ flow နဲ့ဥပေလူဝါတရုတ်ဆောင်ထားတဲ့ပုံစံကကွက်တီချနေပါတယ်အဲဒါကြောင့်ဥပေလူဝါရင်ွေးချတောင်းနေတဲ့ဇဝင်ခန်းလေးကဓာတ်ပုံလေးတစ်ပုံကဂျပန်ကတစ်တော့အသုံးပြုသူတွေဂျားထဲမှာတော့နာမည်ကြီးခဲ့တာပါ တချင်းစာသားရဲ့အတိတ်ပင်တဲ့တရုတ်ဆောင်ဘုံကတခြားစီဖြစ်နေပေမဲ့လည်းတချင်းရဲ့ flow နဲ့တော့ကိုက်ညီနေပါတယ်။အဲဒီတချင်းကိုကြားလိုက်ရင်တော့ဥပေလူဝကိုတန်းပြီးပြင်းပြင်းကြတဲ့အထက်ကိုဂျပန်တချင်းနဲ့အောင်မြင်နေတာရှိမ်။အခုအောင်မြင်နေတဲ့ဇာကာကတော့ဆွေတရာမောင်တချိတ်ဆိုတဲ့ဇာကာဖြစ်ပြီးဆရာအကြီးတော်ရေးသားခဲ့တဲ့ဝိထုဖြစ်ပါတယ်။ဒီဇာကာထဲမှာဖြစ်တီအိုခန့်စီတိုခိုင်တင်းကြီးခိုင်နှင်းဝေအဖြစ်ဟာသာတရုတ်ဆောင်တွေလည်းပါဝင်ပါတယ်။ဒီဇာကာထဲမှာဥပေလူဝကရိုးရိုးအေးလူတယောက်နေရာကနေတရုတ်ဆောင်ထားတာပေါ့။လဖိတ်ဆိုင်ကိုသွားထိုင်ရင်းနဲ့ဇပွဲတို့ကအရက်အိုး းနဲ့ရင်ွေးအိုးကိုမှားပြီးချလာခဲ့ပါတယ်။အရင်အရက်အိုးကတော့ဥစော်ဝမ်ယူလာတဲ့အိုးဖြစ်ပြီးရင်ွေးအိုးနဲ့လက်ဖက်ရည်အိုးမှားရကနေဥပေလေအရက်တွေကိုမှားတောက်မိသွားပါတော့တယ်။အရင်ကရိုးရိုးအေးလူကြီးကအရက်မှားတောက်မိလို့ထထောင်းချမ်းတဲ့ဇဝင်ခံပဲဖြစ်ပါတယ်။ဒီစကားကိုရိုက်ကူးခဲ့တာကတော့အတော်လေးကြာသွားပြီဖြစ်ကအခုမှပြန်လဲနမဲကြီးလာခဲ့တာရှိန် အရိခက်ကဟာသဇာကားတွေကတကယ်ဟာသဇာကားဖြစ်ပြီးပေါကမဟုတ်ပါဘူးဂျပန်တစ်တော့ထရန်တခုမှဥပေတယုတ်ဆောင်ထားတဲ့မိမိလေးကအောင်မြင်နေကဘလုံးပိသက်တီဈာမလဲဥပေလူဝရဲ့ဓာတ်ပုံလေးပဝင်တဲ့မိမိကိုတုံးနေကြပါတယ်ဥပေလူဝကဟာသတယုတ်ဆောင်ဖြစ်ပေမဲ့လည်းအကယ်ဒမီရာပီတာဖြစ်ပါတယ်နော်စာရေးဆရာတယောက်လည်းဖြစ်ပြီးစာပေဟောပြောပွဲတွေမှာလည်းဟောပြောခဲ့တာရှိရင်အခုတော့ဈာမရဲ့အရာအနာယူနေရကလေဖြတ်ဝေဒနာကိုခံစားနေရပါတယ် တန်းရွယ်ကြီးလာပြီးဖြစ်တဲ့ဥပေက လေဖြတ်ဝေဒနာကြောင့်မကြာခဏဝမ်းနည်းလေးရှိတယ်လို့ဆိုပါတယ်ကျမရဲ့အချင်းလေးကြောင့်အနုပညာအလုပ်တွေပြန်လုပ်ဖို့ဆိုတာက မလွယ်ကူတော့ပါဘူးနော်။သူတရုပ်ဆောင်ထားတဲ့ဇဝင်ခန်းလေးကလူငယ်တွေကြားထဲမှာလည်းခက်စားနေတာကိုသိရင်တော့ဥပေလည်းဝါသားနေမှာဖြစ်ပါတယ်။ဥပေလူဝကရုပ်ရည်မချောပင်မဲ့လေတရုပ်ဆောင်တဲ့နေရာမှာတော့ဆရာတစုပါရှိမ့် သူ့ရဲ့အတွေးခေါ်တွေကိုလည်းလူကြိုက်များလို့ဟောပြောပွဲတွေလုပ်ပေမဲ့အခုတော့အနားယူထားရပါတယ်။ဥပိလူဝါကဂျပန်အထိနာမည်ကြီးနေလို့ပြည်သက်တီကလည်းသတိရနေကြတာရှိရင်ဥပိလူဝါပါဝင်ထားတဲ့အခြားဇာတ်ကားတွေကိုလည်းလူကြိုက်များနေကကံကြမ္မာကိုတော့ဘယ်တော့မှချိုးမမြင်ရပါဘူး။ကျမ်းမာရေးမကောင်းလို့အိမ်မှာအနားယူပေမဲ့နိုင်ငံသားအထိနာမည်ကြီးရမယ့်ကံပါရင်လည်းလူသိများလာပါသေးတယ်ရှင်။တချို့ကနမဲကြီးအောင်ဤအမျိုးမျိုးနဲ့စူးစမ်းပေမဲ့ဥပိလူဝါကတော့လွန်ခဲ့တဲ့နှစ်များစွာကတရုတ်ဆောင်ခဲ့တဲ့ဇဝင်ခန်းလေးကနမဲကြီးနေတာပါ ဦးဖေးလူဝါကဂျပန်အထည်နာမည်ကြီးနေလို့မြန်မာတွေကလည်းဝမ်းသာနေကြကဂျပန်မှာဒီမီမီလေးကိုအသုံးများနေပါတယ်။ဦးဖေးလူဝါတရုတ်ဆောင်ခဲ့တဲ့ဇာကားတွေကိုချိန်ခဲ့ဖို့ရင်တော့ခမမဖြစ်ပြခဲ့အောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Celebrity Day ရဲ့သတင်းကြောင်းရတွေအတွက်ကျမတို့ရဲ့ Channel ကို Like and Subscribe လေးလုပ်ပေးခဲ့ပါအောင်ရှင့်။နေ့ရက်တိုင်းတော့ပျော်ရွှင်ပါစေ။